ဂျက်ဟာဆဲလီဒူတို့ကိုပေါ့ပေါ့ပါလွှင့်ပြလိုက်ပါတယ်။ဒါပေမဲ့လို့နောက်တဲ့ခဏမှာပဲသူ့ရဲ့မျက်ခင်းပေါ်ကမျက်တွေဟာအသက်ဝင်လာတဲ့မျိုးတစ်ခုခုကနေကိုထွက်ပြေးဖို့ကြိုးစားနေတယ်လို့အရင်လေးမျက်နှာကိုအလှင်စလို့ပဲပြန်ကျဲကုန်တာကိုတွေ့လိုက်ရပါတယ်။အောင်းသွားခဲ့ပြီးတော့ဂျက်ကလည်းချက်ချင်းဆိုသလိုထိုင်ချလိုက်ပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့လက်ချောင်းတွေကမြေကြီးကိုထိလိုက်တဲ့အခါမှာတဘာဝမကြတဲ့ချုံမမှုနဲ့အေးခဲမှုတွေကိုခံစားလိုက်ရပါတယ်။ဒါလိုနဲ့ပဲအနီးနားကဂေါ်ပြားတိတိလေးကိုဆွဲယူလိုက်ပြီးတော့ဂျက်ကလည်းမြေကြီးကိုတူးကြည့်လိုက်တဲ့အခါမှာထိလန့်စရာတွေးရှိမှုတစ်ခုကိုတွေ့လိုက်ရပါတယ်။ အဲ့ဒါကတော့မြက်တွေရဲ့အောက်မှာမြေကြီးမဟုတ်ဘဲနဲ့အေယာမအဝါယာရှုံစီအလွာကြီးတစ်ခုရှိနေတာပါ။ရင်ထဲကိုကြောင်းမဖွဲ့ရခန်းစားချက်တစ်ခုကလွှမ်းခြုံသွားခဲ့ပါပြီ။ထိတဲ့ကြားနဲ့ကောမှာသူ့ရဲ့ဇနီးလီစာကိုလှမ်းခေါ်ပြီးတော့အောက်မှာဘာရှိလဲဆိုတာကိုရှာဖွေဖို့ဆရာထက်ထန်စွာနဲ့ကောမှာပို့ပြီးတော့နန်နေအောင်လို့တူဖို့ကိုဆုံးဖြတ်လိုက်ကြပါပြီ။ဒါပေမဲ့လို့နိုင်ပေါင်းများစွာရှာဖွေပြီးသွားတဲ့နောက်မှာတော့တန်ဖိုးရှိတဲ့ဘာပစ္စည်းကိုမှသူတို့ကတော့မတွေ့ခဲ့ကြပါဘူး။လီစာလက်လျှော့ဖို့ကိုပြလိုက်တဲ့အချိန်မှာပဲထူးဆန်းပြီးတော့ဆူးရှားတဲ့အတန်တကူကကောင်းကင်ကနေထွက်ပေါ်လာခဲ့ပါ යි ။အဲ့ဒီအတန်ကတော့အလွန်ကုန်မှဆူးရှားပြီးတော့ကြောင်မက်ဖွေရကောင်းတဲ့အတွက် ဒီကဘာကားကိုတော့မှမဟုတ်တဲ့အတန်လိုပါပဲ။ဂျဲရဲ့နှလုံးခုန်နှုန်းတွေကလည်းမြန်လာခဲ့ပါပြီ။သူကတော့နေကားတစ်ခုကိုအမြန်ယူပြီးတော့အပေါ်ကနေပို့ပြီးတော့မြင်ရအောင်လို့ခေါင်းဘော်ကိုတက်လိုက်ပါပြီ။သူမြင်လိုက်ရတဲ့အရာကတော့သူ့ကိုစကားတော့မှမပြောနိုင်အောင်လို့လှုပ်လိုက်ပါပြီ။အဲ့ဒါကတော့သူ့ရဲ့မျက်လုံးတစ်စုံလုံးမြင်နေရတဲ့နေရာဟာအိမ်တွေဟာအစုံမဲ့တပုံစံနဲ့ဖြစ်နေပြီးတော့စနစ်တကျဆိုသလိုအကွက်လိုက်ကိုတရှိနေတာပဲဖြစ်ပါပြီ။ဒီရက်ွက်ထဲကအိမ်တိုင်းဟာလည်းအတီးကြားကိုတူညီနေတာကိုတွေ့လိုက်ရပါပြီ။ဂျဲရဲ့ရင်ထဲကိုမျှော်လင့်ချက်မဲ့ပြီးတော့ခန်းစားချက်လှိုင်းလုံးကြီးတစ်ခုကဖြတ်တန်းသွားခဲ့ပါပြီ။ တို့ဘယ်နေရာကိုရောက်နေတာလဲဘယ်လိုမျိုးအိမ်မက်ဆိုးဆန်တဲ့နေရာမျိုးကိုရောက်နေကြတယ်လဲလို့စိတ်ထဲမှာမေးခွန်းတွေကိုထုတ်နေခဲ့ကြပါတယ်။လွန်ခဲ့တဲ့လပေါင်းများစွာကဂျန်နီလီစာဟာလည်းအင်ချမ်ပီယံရုံးခန်းတစ်ခုကိုတွားခဲ့ကြပါတယ်။သူတို့ရဲ့အိမ်မက်ထဲမှာအိမ်မျိုးကိုပိုင်ဆိုင်ရတော့မယ်ဆိုတဲ့စိတ်ကူးနဲ့ကိုစိတ်လို့ရှာနေခဲ့ကြပါတယ်။ဟိုရောက်တော့ map ဆိုတဲ့တက်ကြွလုံးနဲ့အရာဝတ်နယ်တယောက်ကပြန်ပြူးကျေပြန်တဲ့တထက်တိုက်ကြီးတွေနဲ့လှပါရရဲကွက်တစ်ခုကိုသူတို့ကိုပြသခဲ့ပါတယ်။စင်ကြီးဖုံးဒေသမှာရှိပမယ်လို့အိမ်တိုင်းဟာဇင်ခန်အင်ဂျီတွေပါ။ဇင်းလုံးကတော့ test 2ရဲမီတာကိုဒေါ်လာ900ပဲရှိပါတယ်။မေယိုနိုင်ကြစီပေါ်တဲ့အပေးယူတစ်ခုလိုပါပဲ။ ဒါဟာလေသူ့ကိုညင်လို့မရတဲ့ကံလန်းချက်တစ်ခုဖြစ်နေခဲ့တာအကြောင်းသူတို့ဟာလည်းမက်ကနော့ကိုလိုက်ပြီးတော့ရက်ွက်စီကိုတွားခဲ့ကြပါရင်ဒါပေမဲ့လို့အခြေအနေတွေကအမြန်ပဲဖားရွနေပြီလို့ခန်းစားရပါရင်ရက်ွက်ထဲကိုခြေချလိုက်တာနဲ့လုံးဝကိုလူသူရှင်းလင်းနေတာကိုသူတို့ကတဘောပေါက်သွားခဲ့ပါရင်အိမ်တိုင်းဟာလည်းတီးကြကိုတူညီနေပြီးတော့စိတ်မချမ်းမှုပဲရကောင်းလောက်အောင်ပြည်စုံတီးကြတဲ့စီစဉ်မှုနဲ့ကိုမှစီတန်ထားတာပါထူးဆန်းတဲ့မြင်ကွင်းကတော့ချက်ကိုစိတ်မတက်မတာဖြစ်စေပေမဲ့သူတို့ဆက်တွေ့ခဲ့ရပြီးတော့အိမ်နံပါတ်6ကိုမရဲ့ဦးဆောင်မှုနဲ့လိုက်သွားခဲ့ပါရင် ။ရောက်တဲ့အခါမှာတော့ပဲအိမ်အတွင်းပိုင်းကတော့နောက်ဆုံးပါပစ္စည်းတွေအားလုံးနဲ့ကိုလှပစွာပရိဘောဂတွေထည့်ထားပြီးတော့အရာအလုံးကိုအိမ်ဝယ်ရင်အလကားပေးမှာပါလို့ပြောလာခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီနေ့မှာပဲအိမ်ဝယ်ဖို့ကိုငွေသွေးလိုက်ရင်တော့တနေ့အခါမေးကိုပြုပြင်ထိန်းသိမ်းခွင့်တောင်မှရအောင်မှလို့ဆိုပါတယ်။ဒါလည်းကျတို့အတွက်ကတော့လလုပ်ဖို့ကိုလုံးဝမဖြစ်နိုင်တဲ့အကောင်းဆုံးအပေးအယူတစ်ခုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့သူတို့ပြန်ဖို့ပြန်လိုက်တဲ့အချိန်မှာပဲထူးဆန်းတာတခုကိုတတိထားမိလိုက်ပါရင်အဲ့ဒါကတော့မက်ပြောက်သွားခဲ့ပါရင်သူ့ရဲ့ကားလည်းပျောက်သွားပါရင်ဂျန်နယ်လီစာဟာလည်းခနာကိုစောင်းကြည့်ပေမဲ့လို့မက်ကတော့ဘယ်တော့မှကိုမှပြန်မလာတော့ပါဘူး အဲ့ဒီအချိန်မှာပဲတခုခုမှားနေပြီဆိုတာကိုဂျက်ကတော့သဘောပေါက်သွားခဲ့ပါတယ်။သူကတော့လီစာကိုဆွဲခေါ်ပြီးတော့ကားစီကိုအမြန်ပြေးကထွက်ရဖို့ကိုမှဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့လို့ဘလောက်ပဲကြက်ကြဘလောက်ပဲမမောင်းအိမ်နမန်ကိုရဲ့ရှီတကားဝါကိုပဲသူတို့ကပြန်ရောက်နေခဲ့ကြပါတယ်။စစ်ပြက်လက်ပြက်နဲ့ဂျက်ကလည်းလီစာကောင်းမောင်းတာမှားတာလို့ထင်ပြီးတော့သူကိုယ်တိုင်မောင်းက GPS ဖွင့်ဖို့ကိုပြောလိုက်ပါတယ်။ဒါပေမဲ့လို့ထိလန့်စရာတွေ့ရှိမှုတစ်ခုကိုသူတို့ရလိုက်ပါတယ်။ဒီနေရာမှာသူတို့ဖုန်းတွေကလုံးဝကိုမှလိုင်းမမီပါဘူး။ရှာတော့ရွေးချယ်စရာမရှိတော့တာကြောင့်အနေဆုံးတော့ဒီအိမ်မဆိုးဆန်တဲ့ရက်ွက်ကနေလွတ်မြောက်နိုင်ဖို့ဥတီရတပတ်သေးကိုပဲမှာဖို့ချက်ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့လို့ညာရောက်တဲ့ထိကိုသူတို့ထွက်လန်းကိုရှာမတွေ့ခဲ့ကြပါဘူး။ရက်ဆက်တဲ့လက်ကွက်တစ်ခုအနေနဲ့သူတို့ကားစီကုံသွားတဲ့အချိန်မှာပဲအိမ်နံပါတ်9ရှိမှာပဲထပ်ပြီးတော့ရက်တန့်သွားခဲ့ပါရင်တခါထပ်ပြီးတော့ပြမန်နွမ်းနေနေတဲ့ဒီဇနီမောင်နဲ့ဟာလေထူးဆန်းတဲ့အရာတွေပြည့်စုံလုံးနေတဲ့ဒီအိမ်ထဲမှာပဲတညတာကုံစုံဖို့ကလွယ်လို့တခြားရွေးချယ်စရာတော့မရှိဘူးဖြစ်နေပါရင်ဒီလိုမျိုးထွက်လန်းပိတ်နေတဲ့အိမ်မဆူရက်ကွက်ကြီးတွေမှာဘသူကပါကြောင်းသူတို့ကိုထောင်ချောက်ဆင်ထားတာလေဒီလိုမျိုးပုံစံတူကဘာတွေကိုထာဝရပေးမိနေမယ်ဆိုတာသိရင်တော့ခမရရရှုတွတ်တော့မလားဒါမှမဟုတ်ရင်တော့လွမြောက်ရလန်းကိုဆက်ပြီးတော့ရှာဖွေရမလားဆိုတာကိုလည်းဖြေသွားခဲ့ကြပါဦး